ဒီသချင်းမှာပြောစရာတစ်ခုရှိတော့ဗောနော်အခုပြောထားတဲ့ key ကသူက A key ပေါ့ F sharp minor တွေနဲ့ B တွေ A တွေနဲ့တီးတာပေါ့ဒါကိုကိုကကို unplug band မှာပဲဖြစ်ဖြစ်တီးပိုင်းမှာပဲဖြစ်ဖြစ်တီးတဲ့အခါကျရင်ဒီ D key နဲ့တီးတာသိပြဿနာမရှိပါမယ်ကိုကကိုတယောက်တည်းပေါ့နော်ဆိုဒီလုတ်တယ်လို့ဘာလို့ဆိုရင်တော့ F sharp minor မသုံးမင်းနဲ့ဒီကပိုညှက်ပြီးတော့ E minor သုံးတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါလေးကပို့ပြီးတော့အတန်လေးလွင်မယ် ကော့ကိုဆူပြီးတီးရတာလည်းအဆင်ပြေတယ်ပေါ့နော်ဟဲ့တရားဆုံးအဲ့ဒီတော့ရှိမယ်အဲ့နှစ်ခုပေါ့နော်ကိုကြက်ရတီးပေါ့အဲ့ဆိုဒဲနဲ့တီတီဒီကာဘိုနဲ့တီတီပေါ့နော်နောက်ဒီအရေးကြီးတာလက်ခတ်ပေါ့နော်အရေးလက်ခတ်ကဒီက1 2 and 3 and 4 and ပေါ့1ဘီမှာတစ်ချက်တီးမယ်ကြံတဲ့3ဘီမှာ နှစ်ချက်စီတီးသွားတာပေါ့အဲ့နှစ်ချက်စီတီးသွားတဲ့အထက်မှာမှ 2V နဲ့ 4V မှာ brake လေးထည့်တာပေါ့မှ F ချမိုင်နာနဲ့သွားမယ်ဆို1 2 3 and 4 and 1 2 and 3 and 4အဲ့တော့မှ2နဲ့4မှာ brake ထည့်တာပေါ့ ဒီထဲမှာသုံးသွားတဲ့အဲ့ဒီဘာဟိုပါတော့ B နဲ့ A နဲ့ပါတယ်ဘာလေးဆိုရင်ဒါ F ရှာမိန်တော့တဝက်တီးမယ်အဲ့ဒီ B နဲ့ A ကြရင်တော့ 3B နဲ့ 4B မှာတစ်ချက်စီတီးသွားတာပေါ့နော်တဝက်တီးလိုက်တာဒီလိုအဲ့ဒါရှိရ F ရှာတစ်ပါး F ရှာမိန်တာတစ်ပါးနဲ့တွဲမယ်ဆိုရင် တွေကတော့ရေးထားတိုင်းတပားဆိုတပားတီးပေါ့ intro core တွေတီးမယ်ဆိုရင်ဒီလိုတော့ရပါဘော တခါနောက်တစ်မျိုးကာပိုနဲ့ပေါ့နော်ကာပိုနဲ့တွက်မယ်ဆိုရင်တော့ E minor နဲ့ D မှာဖြစ်တဲ့တွေတပားစီလျှော့ရအောင် F sharp minor ဆိုရင် E minor သွားမယ်နော် E ဆိုရင် D သွားမယ် D ဆိုရင် C ပေါ့တပားလျှော့ပြီးတော့တွက်တဲ့သဘောပေါ့နော်အဲကြတော့ B ဆိုရင် A ဖြစ်သွားမယ် A ဆိုရင် G နော် G ဆိုရင် F နော် D ဆိုရင် C ခုနပြောထားတယ် ဒီလိုဖြစ်သွားတာပေါ့တဘာစီလျှော့လိုက်တာအဲကျတော့ F sharp ဆိုရင် E ဖြစ်သွားမှာ F sharp minor E minor အဲ့လိုလေးပြန်ချင်းပြီးတော့ကာဘိုနဲ့ D ကြည့်လိုက်ပေါ့အဲ့ဒါဆိုတော့ပို့ကိုယ့်ကိုဆိုလို့လည်းစင်ပြေတာပေါ့ကျွန်တော်လက်ခတ်ကလည်းခုနပြောပြီးပြီအရေးကြီးတဲ့နေရာအစိပ်ပိုင်းလေးကအဲ့နှစ်ပါးလေးပေါ့နော်လေးတော့ပါမှဖြစ်မှာ